မင်္ဂလာပါရှင်တင်းနှိုင်းလိုက်တိုင်းပရင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ24ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်တင်းနှိုင်းလိုက်တိုင်းပရင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှိုင်းလာနေကနေတောက်ကြနေအထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်တလန်ရီတပ်ဖွဲ့တွေအကောင်နဲ့မကွေးတိုင်းပခုတ်ကူခရိုင်ပုံမြို့နယ်ထဲကကြေးရွာတွေကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ပလဖဒူတာဝန်ခံအပါအဝင်5ဦးတည်ဆုံခဲ့တယ်လို့သိရပါဗျ။မနေ့ကမနက်ပိုင်း8:00နာရီဝန်းကျင်မှာပေါင်းမြို့နယ်တောင်ဘက်ပိုင်းမှာရှိတဲ့ကင်မဘူမလေယာတက်ကဲချင်းခင်းရှေစားတဲ့ရွာတွေကိုစစ်ကောင်စီလေတပ်ကဝိုင်းတွဲလီရင်နဲ့ဘုံသီး10ချိန်ထက်မနည်းကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပေါင်းမြို့နယ်ပလဖရဲ့ဒူတာဝန်ခံဖြစ်သူကိုစီသူအောင်နဲ့ဇနီးအပါဝင် ဒေသခံပြည်သူ9ဦးသေဆုံးပြီးလူ10ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တနင်္လာရီညနေလေတောင်ရွာနဲ့တမုတ်ချုံရွာအနီးမှာမနေ့ကမနက်9နာရီလောက်ကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးနာရှိသလိုတော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်မှုရှိခဲ့တယ်လို့ကနအူသိရပါဗျ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်လူမှုကွန်ရက်ပေါ်မှာပန်းပန်ထားတဲ့တပ်ပုံနဲ့မွေးနေ့ဆုတောင်းပေးခဲ့တဲ့ MNTV ဝန်ထမ်းမနှင်းရင်ဖြူကိုစစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။မနှင်းရင်ဖြူကိုနေပြည်တော်တက္ကသိုလ်မြို့နယ်မှာရှိတဲ့ MNTV ဝန်ထမ်းအင်အားမှာပဲပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ည8:00နာရီဝန်းကျင်မှာဖမ်းဆီးခဲ့တယ်လို့စစ်တပ်ကတရင်ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကမနေရင်ဖြူဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပြပြအောင်လူမှုကွန်ရက်ပေါ်မှာလှုပ်ဆော်ခဲ့တယ်လို့ဆိုပြီးတပ်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ဖန်စီခံရသူမနေရင်ဖြူဟာ MRTV ငွေစည်ဌာနကဖြစ်ပြီးဖန်စီခံရအချင်းကလေးကမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့လည်းသိရပါတယ်။ထိုင်းမြန်မာနယ်စပ်တနင်္သာရီမြို့နယ်ထုံခါမောရောင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေနှစ်ဖက်တိုက်ပွဲ9ရက်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလ16ရက်နေ့ကစလို့20ရက်နေ့အထိတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ drone နဲ့ဘုံတိချတိုက်ခိုက်တာတွေလှုံ့ဆောင်ခဲ့တယ်လို့ KTLA ထိစက်မဲ့ရွာတရင်စီကသိရပါတယ်။ဇွန်လ18ရက်နေ့တိုက်ပွဲမှာတော့နှစ်ဖက်အထိခိုက်များခဲ့တယ်လို့လည်းသိရပါတယ်။ ဒွေထိုင်းနယ်စပ်ကစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွေကိုပါဝင်ခဲ့ကြတဲ့ KNU တပ်မတွေအထူးတပ်ဖွဲ့ကရဲဘော်တွေကိုဂုံပြူတဲ့အခမ်းအနားလှုပ်ဆောင်ခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။အောင်တော်ရထီထားနဲ့ထီခီစခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ရဲဘော်တွေကို အခုလတရက်နေ့မှာဂုံပြူတဲ့အခမ်းအနားလှုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။တနင်္လာရီမြို့နယ်ထဲကစစ်ဘေးရှောင်ပြည်သူတွေကို လစဉ်ပုံမှန်ပေးဝေမှုတွေလှုပ်ဆောင်ပေးခဲ့တယ်လို့နွေဦးမြတ်တာစစ်ပေးဆောင်ကူညီပတ်ပို့ပေးရေးအဖွဲ့ကမနေ့ကထုတ်ပြန်ထားပါဗျ။တနင်္သာရီမြို့နယ်ထဲကတင်ခေါနဲ့ချောင်းမှုရွာတွေကစစ်ပေးဆောင်တွေကိုစံနဲ့အခြေခံစားတောက်ကုန်တွေပေးဝေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနခင်သတင်းအစီအစဉ်ကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။